မိုက်ဆိုတာဘယ်လိုလူကိုပြောတာတုန်းနဲ့ဟမ်အဲ့ဒါကျတော့ဘယ်လိုဖြေတော့ဆိုတော့ရိဇာရိဇာမှာတော့ကာမဂုဏ်နဲ့တတ်မဲ့တဲ့သူကိုဘာလို့ဒီလူမိုက်ဟူရဘာလဟူရဝိစတိဆိုရမေးတဲ့ဒီကျတော့ပြောပုံလေးကတမျိုးနော်လူမိုက်ရဲ့အသေးပဲကိုဖွင့်ဆိုတာအလွန်အဆင့်မြင့်တယ်လို့ပြောရမယ်ညာတော်အဖြစ်မြတ်စွာဘုရားဟောတဲ့ဒေသနာတွေထဲမှာလူမိုက်ဆိုတာဘလို့လူလူမိုက်လို့ခေါ်တာတော့လူမိုက်ရဲ့လက္ခဏာလူမိုက်လို့သိနိုင်ကြောင်းအကြောင်းအရာတွေကဘာတွေတုံးလို့မြတ်စွာဘုရားဟောတာတွေရှိတယ် မဟုတ်တာတွေလုပ်ပြီးမဟုတ်တာတွေပြောပြီးမဟုတ်တာတွေတွေးပြီးကာယကံမှုဝစီကံမှုမနောကံမှုကံသုံးပါးမှာမဟုတ်တာတွေနဲ့ကြီးလုံနေပြောနေတွေးနေအဲ့ဒါလူမိုက်လို့သိရမယ်လို့ရှင်းရှင်းလင်းလင်းဟောတယ်။ခုဒီမှာကြတော့လူမိုက်ကိုဘယ်လို ပြောတော့တက်မှတ်တဲ့လူဟာလူမိုက်ပဲတဲ့။ဒါလူမိုက်ကတော့အဆင့်ရတော့အမျိုးမျိုးရှိတာပေါ့တက်မှတ်တဲ့သူဟာလူမိုက်လို့ပြောလို့ရှိရင်ဥရုဇင်တွေအကုန်လုံးဟာလူမိုက်လို့ပြောရမှာမရောက်ဘူးလား။ရောက်တယ်နော်။ တော့ဒီနေရာမှာဆလိုတဲ့လူမိုက်ကတောက်စားမူယူပြီးတော့တကယ်ကိုကျဉ်ကျဉ်ထန်ထန်မိုက်နေတဲ့အမိုက်မျိုးလောက်မိုက်မျိုးထီဆိုလိုတာမဟုတ်ဘူးလို့အရင်ထင်ပါတယ်။မိုက်ချင်းရဲ့အခြေခံအကြောင်းတရားကိုကြည်ကြည်ပြန့်ပြန့်ပြောလိုက်တယ်လို့ထင်တယ်။စဉ်းစားကြည့်တယ်ဦးဇင်းကတက်မဲ့နေတဲ့လူဟာလူမိုက်မမောနေတဲ့လူဟာလူမိုက်လို့ပြောတာ။အဲ့ဒီစကားကိုစိတ်ထဲမှာနော်ဘဝင်ကြအောင်နှစ်သက်အောင်သဘောကျနေအောင်ကိုယ့်ကိုစဉ်းစားကြည့်တယ်ပေါ့။ဟုတ်တာပဲလို့မဟုတ်လို့တော့ မမောမှုရှိလာပြီဆိုလို့ရှိရင်မဟုတ်တာ လုပ်ဖို့မဟုတ်တာ ပြောဖို့မဟုတ်တာတွေးဖို့ဆိုတာက အများကြီးလွယ်ကူသွားပြီဖြစ်လာနိုင်တယ်ပေါ့နော်ဒီမမောမှုကိုအခြေခံပြီးတော့မာယွင်းမှုတွေအများကြီးဖြစ်နိုင်မို့လားဖြစ်နေတော့တရားစဉ်းစားကြည့်နော်ဟိုအရှင်တို့ကန္နဇတ်ထဲမှာပြေးတို့ကြောက်မှာပါတရားမင်းကကြီးညွန်းလုံးတို့ကန္နရှင်ရဲ့အသေးကိုဆူတောင်းမှာကြိုက်တဲ့ဆူတောင်းမှာပေးမယ်ဆိုတော့တောင်းတဲ့ဆူတဲ့ဆူထဲမှာလောဘကင်းမရရှိဆိုတော့ပါလေ အမလောဘဘာလို့ကင်းကျင်တာတုံးလောဘအသင်ကိုဘာလို့နေလို့တုံးဆိုတော့ပူပါပြောတော့အာလောဘတာဟတာကာရနိကတိဝင်စနာနိစာဒိဋ္တန္တိလောဘဓမ္မိတုတတ္တမလောဘနာရောစီသူရဲ့အဖြစ်ဘာလို့သူလောဘကင်းမရစီဆိုတဲ့အစိုးတောင်းတာတုံးဆိုရင်တဲ့အာလောဘတာဟတာကာရနော်ရှင်ဘက်ပေါ်မှာဒုတ်တို့ဓာတို့တနတ်တို့လက်နဲ့မျိုးစုံတင်းပြီးတော့တယောက်ကိုတယောက်အနိုင်ကျင့်နေတဲ့ဆိုတဲ့လောကမှာရှိတယ်တဲ့လက်နဲ့အားကိုနဲ့ရက်ဆက်ကြတာတွေရှိတယ် နိဂတိဝင်စနာနိစာတဲ့အတုကိုပြပြီးတော့လှည့်စားကောက်ကျင့်နေကြတာတွေလည်းလောကမှာရှိတယ်တဲ့မဟုတ်တာတွေအဟုတ်လို့ဟုတ်တာတွေမဟုတ်လို့တိညာလှည့်ပြားမှုတွေနဲ့အချင်းချင်းညံနေညံတဲ့အာကုပြီးတော့လှည့်စားနေကြတဲ့ကောက်ကျင့်နေတဲ့လောကမှာရှိတယ်ရစက်မှုရဲ့ကောက်ကျင့်မှုရဲ့နှစ်မျိုးပြောရအောင်နော်ဒါအလွန်မှယွန်ရှာဆက်ဆုပ်เสียမကြိုက်เสียတဘာဝကြီးနှစ်ခုပေါ့နော်ရစက်နေတာတွေအများကြီးမရှိဘူးလားကောက်ကျင့်နေကြတာတွေဘာမရှိဘူးလားရှိတယ် အဲ့ဒီရစက်မှုကောက်ကျင့်မှုတွေဟာဒိဋ္ဌံတိလောဘတံမေတုလောဘရှိတဲ့ပုဂ္ဂိုလ်ရတန်တံမှာပဲငါတွေ့မြင်ရတယ်တဲ့တသမလောဘနာရောစီဒါကြောင့်အဲ့ဒီလောဘကိုငါမကြိုက်ဘူးတဲ့ဟောအလွန်သဘောကျတယ်ဦးဇင်ကမြင်တတ်လိုက်တာလို့ဟုတ်တယ်ရစက်မှုမှန်သမျှကောက်ကျင့်မှုမှန်သမျှလိုချင်မှုတစ်ခုခုကိုပဲအကြောင်းခံပြီးတော့ဖြစ်နေတာအရင်ထိမြင်အောင်ကြည့်ကြည့်တဲ့နဲ့နော်ဒါကြောင့်လောဘကို तू မကြိုက်ဘူးလို့ပြောတာအခုဒီမှာလည်းပဲမျက်စွာပြဘလို့ဖြေပြတော့မမောတဲ့လူဟာလူမိုက်ပဲတဲ့ ဟုတ်လားအဲ့တော့ကျုပ်တို့ကရုတ်တရက်ဆိုရင်တော့ဒီဖြည့်ကြီးကိုလက်ခံခြင်းမှမဟုတ်ဘူးเนาะကိုယ်မမေမုံမှုမกินသေးတာဟုတ်အဲ့တော့ကိုယ်လူမိုက်လို့เนาะကပီးတင်ပေးတာကိုတိတ်ကြိုက်မှာမဟုတ်ဘူးလေမကြိုက်လည်းပဲလူမိုက်ကတော့ဘာလဲလူမိုက်ပဲမိုက်နေတာဒါရှုတော့တမျိုးနဲ့ကြည့်ပြောတာเนาะနောက်တစ်ခုကလူမိုက်ရှုတာမိုက်မောင်းနေတယ်ဆိုဘာမှမမြင်ရတော့ဘူးတော့လို့လာလို့လည်းမမြင်ရတော့ဘူးအမားတွေအများကြီးဖြစ်နေတယ်ပေါ့เนาะအဲ့တော့အမှန်မသိတာရယ်မိုက်တာရယ်ကိုတန်းတူထားပြီးတော့ပြောရမယ်ဆိုလို့ရှိရင်မမောနေတယ်ဆိုတာ အမှန်မသိလို့သာမမောနေကြတာပဲလေမမောเสียမဟုတ်တာကိုမမောเสียလို့ထင်နေတယ်ဆိုတဲ့ကွာစားအစာဘာနဲ့စားတာတော့အမှားနဲ့စားတာပေါ့နော်အဲ့ဒီအမှားနဲ့စားပြီးတော့အရှင်တို့ကမိုက်မောမိုက်မဲမှုမမောမှုနဲ့ဆက်ပြီးတော့တွားကြတာဟုတ်လားဘာနဲ့ပဲဆုံးသတ်တော့မှာနော်ဒုက္ခနဲ့ပဲဆုံးသတ်တော့မှာနော်အမှားနဲ့စားမယ်မမောမှုနဲ့ရှောက်မယ်တွားမယ်ဟုတ်လားဘဝမှာအဲ့ဒိန်တွားနေတာနော် မှန်ကမသိဘူးလိုချင်တယ်ရရင်လည်းရအောင်လုပ်မယ်ဟာအမျိုးမျိုးသွားနေတာမပြီးနိုင်ဘူးเนาะဒါကြောင့်မမောတဲ့လူဟာလူမိုက်လို့ပြောတဲ့စကားကိုလေးလေးနက်နက်လည်းပဲနားလေစေခြင်းနဲ့ဒီမမောမှုကြောင့်ပဲမိုက်မဲတဲ့အလုပ်တွေမိုက်မဲတဲ့အပြောတွေမိုက်မဲတဲ့အတွေ့တွေကိုလူတွေဟာလှုပ်ကြပြောကြတွေးကြတာပဲဆိုတာလည်းညင်းလို့မရအောင်ဒါကြောင့်ဘလို့လူမျိုးဟာလူမိုက်လဲလို့မေးတော့ဘလို့ပြောတော့မမောမှုမကင်းတဲ့လူတွေဟာလူမိုက်ပဲတဲ့မမောနေတဲ့လူတွေဟာလူမိုက်ပဲလို့ပြောတာ